မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစပြီးမတ်လ12ရက်နေ့မနက်ခင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်အနေနဲ့ကြောက်ပရောင်းနဲ့လူငယ်များကိုအတင်းအဓမ္မပေါ်တာဆဲဖန်စီနေသည့်ပြီးစောတိကောင်းဆောင်ကြော်ဆန်းဝင်ပြကတ်ခံရပြီးတည်ဆုံဆိုတဲ့တရင်ပဲဖြစ်ပါရရှင် မန္တလေးတိုင်းကျောက်ပရောင်းနေလူငယ်များကိုအတင်းအဓမ္မပေါ်တာဆဲဖန်စီနေသည်ပြည်စော်တိကောင်းဆောင်ကျော်စံဝင်ကိုပြက်ခတ်တိုက်ခိုက်ရသေးဆုံးခဲ့ကြောင်းပုပ်ပါပရိုတက်ရှင်ဂိုင်လာဖို့စ် PPGF တပ်ဖွဲ့မှရဲဘော်ပြတ်တာကရန်ကုန်ခေတ်တည်ထောင်ထားတဲ့သူပြောဆိုသည်မက်စလာ၁၀ရက်နေ့ညနေ၄နာရီခန့်တွင်ကျောက်ပရောင်းမြို့နယ်ပုပ်ပါရင်အခြေဆိုင်သောအမတ်98ခြေလင်းတရင်မှပြန်လာသည့်ပြည်စော်တိကောင်းဆောင်ကျော်စံဝင်ခေါငချုံကိုပြက်ခတ်တိုက်ခိုက်ခဲ့ရာဖွဲ့စည်းမိတည်ဆုံခဲ့ကြောင်းသိရသည်တည်ဆုံသောပြည်စော်တိကျော်စံဝင်သည်လူငယ်များကိုစစ်မှု မှုထံရန်အတင်းအဓမ္မပေါ်တာဆွဲဖန်စီခြင်း၊ကြေးရလျက်စမိရှံမှုငွေများကိုအတင်းအဓမ္မကောက်ခံသိမ်းယူခြင်း၊တော်လိုင်းရဲပေါ်များနှင့်ဆက်ဆက်သူများကိုအကြမ်းဖက်စစ်တပ်ထံတရင်ပေးတိုင်ကြားဖန်စီခိုင်းခြင်းများကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။တို့ရီတဲကမှပုံတင်ကနေရင်မောင်းလိုင်းစင်တင်ဆက်ရရှိတဲ့ကျောက်ပန်း88တရင်ကအပြန်ကိုစာမီတိုက်ခိုက်ခဲ့တာသူနဲ့ပေါင်းပါရီသတိကြီးကြီးထားပါလို့ပဲပြောချင်ပါတယ်ဟုပုပ်ပေါ် protection and guile for pbgf တပ်ဖွဲ့မှရဲဘော်ပြတ်တာကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုပုပ်ပါ projection guile for PPGF တပ်ဖွဲ့မှတော်လဲရဲဝများကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအထူးကိမရှိပြင်လင်းဆုတ်ခွာနိုင်ငံကြောင်းသိရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ညောင်ကျိုးစခန်းကနေစစ်ကောင်စီတပ်သား30ခန့်ခြေလင်းထွက်ပြေးဆွေတဲ့ရင်ပဲဖြစ်ပါရရှင်။တိုက်ပွဲပြင်းထန်နေတဲ့ပဲခူးတိုင်းပတော်မြို့နယ်ရခိုင်ရိုးမပေါ်ရှိညောင်ကျိုးစခန်းကနေစစ်ကောင်စီတပ်သား30ခန့်မက်လ17ရက်နေ့မှာထွက်ပြေးလာခဲ့ကြတယ်လို့မြေပြင်ခြေနေကိုသိရှိရတဲ့ဒေသကောင်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။စစ်ကောင်စီတပ်သား30ခန့်ညောင်ကျိုးခြေရွာနေရှိချောင်းလန်းချောင်းကနေညောင်ကျောက်ခြေရွာရှိကပ္ပဆာ6တန်နယ်တွေကိုထွက်ပြေးသွားကြတာလို့ဆိုပါရ။ အခုကညောင်ကျိုးကနေပြေးနေတာဒီနေ့ကိုပြေးလာတာ30ရှိတယ်ချောင်းနဲ့အတိုင်းခြေလင်းပြေးလာတာပေါ့ညောင်ကျောက်ရွာကိုတက်တယ်ပဲစခန်းကနေလက်နက်ကြီးတောက်လျှောက်ပြနေတယ်လို့မြေပြင်ခြေနေကိုသိရှိတဲ့ကောက်ရဲတပ်ဖွဲ့ဝင်တို့ကမြေလက်အတန်းကိုအတည်ပြုပြောဆိုပါတယ်ဒါပြင်ဒီကနေ့မနက်ပိုင်းမှာညောင်ကျိုးတိုက်ပွဲကို MI 35ရဟရင်တစီနဲ့စေမနေခန့်စာပြစ်ကိုပေးခဲ့တယ်လို့28မိုင်စခန်းဘက်ကနေလက်နက်ကြီးနဲ့တောက်လျှောက်ပြစ်ကိုပေးနေတယ်လို့ဆိုပါတယ် ဆကဆရီကညောင်ကြောက်လန်တိုင်းအောက်ကိုဆုံးစင်းတာအိတ်တလန်ပဲရှိတယ်။တောရဲချောင်းထဲကနေပြေးပြီးတော့ပြန်ထွက်မလာပဲနီးစိမ့်ဟာတဲတိုက်တွေဝင်နေကြတဲ့သူတွေလည်းရှိသေးတယ်။ရှောင်းနေကြတာဘောလို့အထက်ပါစရေတရင်ညင်မြက်ကပြောပါတယ်။ညောင်ကျိုးကြီးရွာရှိစကောင်းစီတရရဲ့ပင်မကုန်းစခန်းမှာညောင်ကျောက်ကြီးရွာရှိကပ္ပဆ6နဲ့10မိုင်ခန့်ဝေးသလိုအုံရှိပင်မြို့နဲ့ -30 ခန့်ကွာဝေးပါတယ်။ အရက်ကကျမရော A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုင်းနေတဲ့ညောင်ကျိုးစခန်းတိုက်ပွဲမှာမက်ချ်လ17ရက်နေ့ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကမော်ဘီမြို့ခြေဆိုင်ခမရတရင်တုံကိုပို့ဆောင်ကခုခံနေတယ်လို့သိရပါဗျ။ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်စံပထောင်တောင်ဟုတ်ကလန်မရှိရခိုင်ယုံမဘုံကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့မိုးထေတောင်၊ပကံကွင်းတောင်ပုံကြီးနတ်တောင်ကုန်းတို့ကိုအရက်ကကျမရော A နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါဗျ။ ရှိကုဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့စစ်တွေနဲ့ကြောက်ဖြူရင်တိုက်ပွဲများဆက်လက်ပြင်းထန်နေစစ်တွေမှစစ်တပ်စခန်းချို့ဒေါကဆာတို့စုခွာတိုက်ပွဲများမျိုးနဲ့ပုံနီလာကြောင်းဒေသခံများပြောဆိုရတဲ့မဲ့ဖြစ်ပါရရှင်စစ်တွေနဲ့ကြောက်ဖြူမျိုးနဲ့ရင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအေးအေးမြေပြင်ထိုးစစ်ကြောင်းစစ်တွေမျိုးမှစစ်ကောင်စီတပ်စခန်းချို့စုခွာနေကြောင်းဒေသခံချို့ကပြောသည်စစ်တွေမျိုးနဲ့ကင်းမော်နဲ့ဝါဘိုကျေးရွာအနီးမှစစ်ကောင်စီရှေ့တန်းစခန်းများကိုအရက်ကတမရော A ကထိုးစစ်ဆင်တိုက်ခိုင်းနေပြီးစစ်ကောင်စီတပ်များသည်မက်ရှ် ကိုရနေမှာစာရွေးဒေသကိုကဲမှုစစ်ဌာနချုပ်တို့စောက်ခွာသွားသည်ကိုတရင်ရရှိသည်တိုက်ပွဲကမြို့နယ်9မိုင်လောက်အထိရောက်လာပြီဗျမြို့ထဲမှာတော့ဒေသခံတွေရှိနေသေးတယ်မြို့ထဲအထိပြင်းပြင်းထန်ထန်ဖြစ်မယ်လို့မထင်ကြတော့ကတ်သက်ပြီးနေကြသေးတယ်စစ်တပ်ကတော့စစ်တွေမြို့ဘေးပတ်ဝန်းကျင်ကိုလေကြောင်းနဲ့လက်နက်ကြီးပစ်ထားတာတွေရှိနေပြီးဟုဒေသခံတို့ကပြောဆိုသည် စစ်တွေမြို့နယ်တွင်စစ်ကောင်စီခိုင်မာတပ်ဆွဲထားသည့်ရွှေမင်းကပါတလေးအမြင့်ကျွန်းစခန်းများကိုအေအေကဖေဝိုင်လာဆန်းပိုင်းကစာပေလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်မက်ရှလာစေရနေတိုက်ပွဲတွင်ရွှေမင်းကန်ကိအနီးမှစစ်ကောင်စီတပ်လဲဆုတ်ခွာသွားကြောင်းသတင်းရင်းမြစ်အချို့ကပြောသည် ်ဆက်ကြွေမျိုးသည်အေအေသိမ်းယူပြီးဖြစ်သည့်ပုံနှံကျွန်းပေါတော်ရသိထောင်မျိုးနယ်တို့နှင့်တည်ဆန်းနေသည်အေအေကပေးခဲ့သည့်2024ခုနှစ်ဒီဇင်ဘာလမှစ၍ဆက်ကြွေမျိုးအနေရှိစစ်ကောင်စီ case scan များကိုတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီကလည်းလက်နက်ကြီးလေးကြောင်းဖြင့်တံပြန်ပစ်ခတ်ခဲ့၍အရသာထိတိုက်ဆုံမှုများရှိခဲ့သည် မက်ရှလာ၁၇ရက်နေ့ရင်းနဲ့စစ်တွေနဲ့ပုံနေကျုံမြို့ကြား၌တိုက်ဝဲပြင်းထန်ခဲ့ပြီးညနေ၂နာရီခန့်တွင်ပုံနေကျုံမြို့ကွန်းထောင်ကျေးရွာကိုစစ်ကောင်စီကဘုံးကျဲတိုက်ခိုက်ခဲ့တယ်။လူထိခိုက်မှုမရှိတော့လဲအင်အားလုံးပျက်စီးခဲ့ကြောင်းစစ်ဗေးရှောင်များကုညီနေသူတို့ကပြောသည်။ ကျောက်ဖြူမျိုးရင်းလင်းတညဝရီရေတပ်ဌာနချုပ်အနေတိုက်ပွဲများဆက်လက်ဖြစ်နေသည်ဟုဒေသခံတို့ကပြောဆိုသည်တညဝရီရေတပ်ဌာနချုပ်အနေရှိဦးကင်းကျေးရွာကိုမက်လ6ရက်နေ့နဲ့ပိုင်းတွင်မိရှုဖြစ်စီခဲ့သည်ထို့နောက်စစ်ကောင်စီတနင်္အီတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ရွှေမိရှုခရယာပင်အိုမဲအိမ်မွေးဖြစ်ပွားခဲ့သည့်ဦးကင်းရွာဒေသခံများကိုကြီးတောက်ပန်းကြရန်ပြည်ပရုပ်ရခိုင်တိုင်းရင်းသားများကအကူအညီတောင်းတကြသည် တိုက်ဝဲသည်ဥကင်းရွာပြင်ချက်တိန်တောင်စီမောကုလပါတောင်ကျေးရွာတွင်လည်းဖြစ်ပွားနေပြီးအေးအေးကြောက်ဖြူမျိုးသိမ့်တိုက်ဝဲသည် ပုံမပြင်းတန်လာသည်ဟုဒေသခံများကပြောသည်အဆိုပါရွာများမှဒေသခံများသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ကြောက်ဖြူမျိုးပေါ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသို့ထွက်ပြေးတိမ်ရှောင်နေကြသည်ကြောက်ဖြူမျိုးတွင်တိုက်ဝဲပြင်းထန်နေစဉ်တွင်ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၄ချောင်းမှရောက်ရှိလာသည် ကျောက်ဖြူမြို့ရင်တရုတ်နိုင်ငံပိုင်း CIDIC Group ကုမ္ပဏီနဲ့စစ်ကောင်စီကောင်တဲ့ပေါ်နေသည့်အထူးစီးပွားရေးဆောင်နဲ့ရှေ့နဲ့စိတ်ကန်းစီမံကိန်းရှိသည့်ကျောပြင်တရုတ်မြန်မာပိုင်လိုင်းစီမံကိန်းလည်းရှိသည့်တရုတ်စီမံကိန်းရှိသောနေရာများတွင်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားသောမြို့ခံတွေရင်းမြစ်များကပြောသည် စစ်တွေနဲ့ကြောက်ပြုံမျိုးမှဒေသခံများအေအေထိန်ချုပ်မျိုးနယ်များသို့လာရောက်တိမ်းရှောင်ရန်အေအေက2024ခုနှစ်တွင်တတိပေးခဲ့ပိုးသည်စစ်တွေမျိုးတွင်အိန္ဒိယအစိုးရကယနေ့မြုံနံထားသည့်ကလတန်ရင်နှင့်စိတ်ကန်စီမံကိန်းရှိသည်စစ်တွေနေကြောက်ဖြူမျိုးမှစစ်ကောင်စီစခန်းများကိုအေအေမတိုက်ခိုက်မီလက်နက်ချရင်အေအေဘန်စီတားသည့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘကတိုင်းဦးစီးဌာနချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းက2024ဒီဇင်ဘာတွင်တိုက်တွန်းခဲ့သည် ထို့နောက်2025ခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှာစပြီးအေအေကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရေလေကျုံဒေသကိုစစ်ကြောင်းထတ်ထိုးနေလို့ဒေသခံ2000ခန့်စစ်ရှောင်နေရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ။မကွေးတိုင်းရှိလဲကျွန်းဒေသရှိကြေးရွာတွေကိုစစ်ကောင်စီတပ်က free wire နောက်ဆုံးလကုန်ပိုင်းကစတင်ပြီးစစ်ကြောင်းထိုးနေတာကြောင့်အရသာပြည်သူ2000နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ February 26ရက်ကစတင်ပြီးစစ်ကြောင်းထိုးရမှာ AR မြင်းနဲ့ကျင်းရွှေမြေဆောင်ရရေလေကျွန်းဒေသရှိမြေစွန်းတော်မလကကျန်းစင်ချီယာရွာတဲ့ ရွှေလျံဒုက္ခဒီပစားတဲ့ရွာတွေကဒေသခံတွေထပ်ပြေးတိမ်ရှောင်နေရတာပါဆေးရှောင်တွေထဲမှာလူတရာကဝမ်းပြက်ဝမ်းလျှော်ဖြစ်ပွားနေပြီးနာနာရှိဝေဒနာတွေတွေလည်းပါဝင်တာကြောင့်ကျန်းမာရေးဆောင်ရှောက်မှုအတွက်စေဝန်လူအပ်ချက်ရှိတယ်လို့ဆေးရှောင်ကူညီလှုပ်ဆောင်နေသူတို့ကအသိပေးပါတယ်စစ်ကောင်စီစစ်ကြောင်းရှေလေကျွန်းဒေသရေစကြိုမြို့နယ်အပိုင်းတွေကတောင်ကောင်းရွာမှာထိုင်ချထားတယ်လို့သိရပါတယ်စစ်ကြောင်းတုံခံရတဲ့ရွာတွေဟာမြောင်မြို့နယ်နဲ့ရေစကြိုမြို့နယ်အဆက်ကရွာတွေဖြစ်ကြပါတယ်စစ်ကောင်စီစစ်ကြောင်းဟာတောင်ကောင်းရွာကနေမြောင် ်မြို့နယ်တွေကိုဝင်ရောက်ဖို့ကြိုးပမ်းနေမယ်အခြေခံအများအပြားနဲ့ပြန်ဆုတ်နေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကော်ရီနဲ့လုံခြုံရေးအဖွဲ့ CDSON အဖွဲ့ခေါင်းဆောင်ကိုနေဦးဟာသူရဲ့ Facebook ကနေအသိပေးထားပါတယ်ဒီနေ့မက်စလာ၁၁ရက်နေ့ဒီစီရေးအခြေအနေကတော့စစ်ကောင်စီစစ်ကြောင်းတာကောင်ရွာမှာပဲဆက်ရှိနေပေမယ့်ဒေသခံတွေကတော့ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ခုနေဦးကအသိပေးရှိသားထားပါတယ်။ ။စကိုင်းတိုင်းမန္တလေးတိုင်းတို့နဲ့ထိစပ်နေပြီးမကွေးတိုင်းရေစကြိုမြို့နယ်တွေကရှင်းလင်းကျွန်းဒေသကိုအာနာသိန်စစ်ကောင်စီတပ်ဟာမကြာခဏစစ်ကြောင်းတိုးလေရှိပြီးဈေးဟွာတွေကိုမီးတင်ရှို့တာတွေပြုလုပ်ထားပါတယ်။